စဲအနီလိုင်ရီမှကြိုဆိုလိုက်ပါရစေ။ကျွန်တော်တို့အနေနဲ့ကျွန်တော်တို့ဖတ်မိသိရှိတဲ့နိုင်ငံတကာသတင်းတွေကိုကျွန်တော်တို့လိုပဲသတင်းကိုစစ်ဝင်စားတဲ့သူတွေသတင်းကိုချိန်ပေးပြီးတနေရာစီမပတ်ရှုနိုင်သူတွေနဲ့သတင်းကိုခိုင်မာတိဆောက်လို့သူတွေအတွက်အထောက်အကူဖြစ်စေရန်ပြန်လည်မျှဝေပေးခြင်းသာဖြစ်ပါတယ်။အဲလိုမျှဝေတဲ့နေရာမှာကျွန်တော်တို့အစီအစဉ်များစွာရှိတဲ့အထက်ကဒီစီစဉ်ကတော့အများစိတ်ဝင်စားကြတဲ့အစီအစဉ်တွေကတစ်ခုဖြစ်တဲ့အခြေအနေတစ်ခုဖြစ်တဲ့ရုရှား-ယူကရိန်းပြည်ပကဆိုင်ရာသတင်းများစုစည်းမျှဝေခြင်းဖြစ်ပါတယ်ဗျ။ ရှားယူကရိန်းနေတိုပြိပကဆိုင်ရာသတင်းများစူးစီးမျှဝေခြင်း အပိုင်း51ဖြစ်ပါတယ်။ဒီနေ့မျှဝေမယ့်အကြောင်းအရာဒီမှာကတော့ American C ကထောက်ခံမှုအသစ်ရခဲ့ပြီးတော့လူနက်သစ်တွေရဖို့ကြိုးစားနေတဲ့ရုရှားတွေကိုဘုံခိုခြင်းရှာထားဖို့ပြောခဲ့တဲ့ယူကရိန်းသမ္မတအဲ့ဒီနောက်မှာတော့ American သမ္မတစကားကိုပေချပြီးစစ်စင်ရေးဆက်လုပ်မယ်လို့ပြောပြီး Ukraine ကိုပြင်းပြင်းထန်ထန်တိုက်ခဲ့တဲ့ Russia နဲ့ဆက်ဆက်အခြေအနေတွေတုံ့ပြန်မှုတွေပြီးရင်တော့ပစ်ချလို့မရတဲ့ဒိမတ်ကောင်းငင်ရန်က drone တွေ အဲ့ဒီမှာတော့ရုရှားရဲ့စစ်လက်နက်ထုတ်လုပ်မှုနဲ့ယူကရိန်းဥရောပတို့ရဲ့ထုတ်လုပ်မှုအခြေအနေတွေနဲ့နောက်ဆုံးမှာကတော့ရုရှားသမ္မတကအမေရိကန်သမ္မတနဲ့မော်စကိုမှာတွေ့ဖို့ဆန္ဒရှိကြောင်းပြောကြားခဲ့တဲ့အခြေအနေတွေပဲဖြစ်ပါတယ်။ပထမဆုံးကတော့အမေရိကန်စီကထောက်ခံမှုအသစ်ရခဲ့ပြီးတော့လက်နက်တည်ရဖို့ကြိုးစားနေတယ်လို့ရုရှားတွေကဘုံကွချင်းရှာထားဖို့ပြောခဲ့တဲ့ယူကရိန်းသမ္မတပါ။စက်တင်ဘာ25ရက်နေ့ကအမေရိကန်ရဲ့အင်တာနက်သတင်းစာမျက်နှာတစ်ခုဖြစ်တဲ့ Oxia ကသတင်းထုတ်ပြန်ရမှာ သူတို့ယူကရိန်းသမ္မတနဲ့မေးမြန်းမှုမှာယူကရိန်းသမ္မတဇလန်စကီးကရုရှားဆန်စွမ်းအင်ပြစ်မှတ်တွေနဲ့လက်နက်စက်ုံတွေကိုလက်တုံပြန်တိုက်ခတ်မှုတွေလှုပ်ဆောင်ရမှာသမ္မတဒေါ်နယ်ထရန့်ကသူ့ကိုထောက်ခံခဲ့ပြီးဒါဟာအမေရိကန်ပြည်ထောင်စုစီကအသစ်တစ်ပံထောက်ခံမှုရရှိခဲ့တာဖြစ်တယ်လို့ဆိုပါတယ်ပြီးတော့ယူကရိန်းတပ်ဖွဲ့တွေဟာအမေရိကန်အစိုးရစီကတာဝေးပြစ်လက်နက်တွေနောက်ဆက်တွဲရရှိရေးကြိုးပမ်းနေပြီးတော့အဲ့လက်နက်တွေကိုရတာနဲ့အုံပြုတ်သွားမှာဖြစ်တယ်လို့မစ္စတာဇလန်စကီးကပြောခဲ့တဲ့အပြင် ဒါကမော်စကိုမှာရှိနေတဲ့ခေါင်းဆောင်တွေအတွက် သတိပေးချက်တစ်ခုဖြစ်လိမ့်မယ်လို့ပါဆိုသွားပါတယ်။ဒီပြောဆိုမှုကကုလသမဂ္ဂဌာနချုပ်မှာသူနဲ့မစ္စတာထရန့်ကိုတွေ့ဆုံပြီးရဲ့အနေငယ်အကြံမှာထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။မစ္စတာဇလန်စကီကသူတို့တွေရဲ့ဘုံကိုချင်းတွေဘမှာရှိတယ်လဲဆိုတာသိဖို့လိုတယ်။သူတို့ကစစ်ပွဲကိုမရက်ဘူးဆိုရင်ဘယ်လိုပဲဖြစ်ဖြစ်အဲ့ဒါတွေလိုအပ်လာမှာပါလို့ပြောခဲ့တယ်လို့ယူကရိန်းအနေနဲ့အချက်ပတ်သမားတွေမဟုတ်တဲ့အတွက်ယူကရိန်းတပ်ဖွဲ့တွေဟာရုရှားရဲ့သားတွေကိုပြစ်မှတ်ထားမှာမဟုတ်ဘူးလို့ပြောကြားသွားခဲ့ပါတယ်။ ဒီစကားကိုရုရှားသမ္မတဟောင်းဒီမီထရီမက်ဒီဘက်ကတော့လူမှုမီဒီယာမှာတုံ့ပြန်မှုတစ်ခုပြုလုပ်ခဲ့ပြီးသူတပ်ဖွဲ့တွေဟာဘုံကိုချင်းတွေကိုဖျက်သူတပ်ဖွဲ့တွေဟာဘုံကိုချင်းတွေကိုဖျက်နိုင်တဲ့လက်နက်တွေကိုအသုံးပြုနိုင်တယ်လို့ပြောကြားခဲ့ပါတယ်ဒီနေရာမှာသူတပ်ဖွဲ့ဆိုတာယူကရိန်းကိုယဉ်ညွတ်တာဖြစ်ပါတယ်အဲဒါကိုစိတ်ထဲမှာမှတ်ထားပါလို့ပြောကြားသွားခဲ့ပါတယ်စပွဲပြီးသွားရင်သမ္မတရာထူးကလည်းစိမ့်မို့အသင့်ရှိတယ်လို့လည်းမစ္စတာဇလန်စကီကပြောသွားခဲ့ပါသေးတယ်။ယူကရိန်းသမ္မတ ဇလန်စကီကဘရူးနေကနယူးယောက်မှာပြုလုပ်တဲ့ကုလသမဂ္ဂအထွေထွေညီလာခံမှာတော့ကလက်နက်တွေကပဲဘယ်သူရှင်းတယ်မလဲဆိုတော့ကိုဆုံးဖြတ်တာပါလို့ပြောပြီးရုရှားကိုတိုက်ထုတ်မှုမှာသူ့နိုင်ငံကိုပံ့ပိုးကူညီမှုပိုပေးဖို့ဆိုပြီးကုလသမဂ္ဂအဖွဲ့ဝင်တွေကိုတောင်းဆိုသွားခဲ့ပါတယ်။ရုရှားနဲ့စစ်ပွဲနိုင်ငံအတွင်းဆက်လက်ဖြစ်ပွားနေတာကြောင့်သတင်းပတ်တိုင်လူတွေသိနေစေဖြစ်တယ်။ဒါပေမဲ့ရုရှားကငြင်းဆိုနေတဲ့အတွက်အပြစ်ကရစေးမရရှိသေးဘူးလို့သူကဆိုသွားပြီး ယူကရိန်းကပထမဆုံးအနေနဲ့ဖြစ်တယ်အခုဆိုရင်ရုရှား drone တွေဟာဥရောပတခွင်ပြန်တန်းနေပြီရုရှားစစ်စင်ရေးကနိုင်ငံ၏နှံ့ပြန့်နေပြီပူတင်ကဒစ်စစ်ပွဲကိုချစ်ထွင်ပြီးဆက်လက်လှုပ်ဆောင်ခြင်းနေပုံဖြစ်တယ်ဆိုပြီးသူကပြောသွားခဲ့ပါတယ်ဒီလိုနဲ့မစ္စတာဇလန်စကီကဂူလန်ဒမ်ကတူရင်းညီလာခံတက်ရောက်ပြီးယူကရိန်းကိုပြန်ရောက်ခဲ့ပြီးတဲ့နောက်စနေနေ့စက်တင်ဘာ29ရက်နေ့ကမြို့တော်ခီယက်ဖ်မှာသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီးတော့ သူအမေရိကန်ပြည်ထောင်စုစီကလက်နက်တွေကိုကြီးမားတဲ့အတိုင်းအတာနဲ့ဝယ်ယူရေးတမတ်ဒေါ်နယ်ထရန့်နဲ့ဆွေးနွေးခဲ့ပြီးတော့ယူကရိန်းဟာအမေရိကန်စီကနေလက်နက်အများပြားရရှိဖို့လုပ်ငန်းစဉ်ဆွေးနွေးပွဲကိုရှစ်ဆက်လှုပ်ဆောင်သွားမှာဖြစ်တယ်လို့ပြောကြားသွားခဲ့ပါတယ်။ဆွေးနွေးပွဲပြီးမှာမစ္စတာထရန့်ကယူကရိန်းဟာဥရောပစီကထောက်ပံ့မှုရရင်ပိုင်တဲ့နယ်မြေတွေကိုပြန်လည်သိမ်းယူနိုင်မှာဖြစ်တယ်လို့လူမှုကွန်ရက်မှာသူ့ရဲ့သဘောထားကိုရှင်းသားသွားပါတယ်။ အရင်တော့ငင်းငင်းရဲ့ဘက်ကိုဥတည်နေခဲ့တဲ့ trend ရဲ့သဘောထားကအခုဒီဖြစ်စဉ်ဒီတွေ့ဆုံမှုတွေအပြီးမှာတော့သဘောထားပြောင်းလဲမှုကြီးကြီးမားမားရှိခဲ့တဲ့သဘောမျိုးတွေ့မြင်နေရတာဖြစ်ပါတယ်။ Mr. Trump ရဲ့သဘောထားနဲ့ပတ်သက်ပြီး NHK ရဲ့မေးမြန်းမှုကိုဖြေကြားရမှာ Mr. Zelensky ကဥရောပအနေနဲ့ရုရှားရဲ့ချင်းချောက်မှုတွေကိုနားလည်ရမယ်လို့ပြောကြားခဲ့ပြီးရုရှားစီကနေဥရောပနိုင်ငံတွေကစွဲ့ရင်အရင်းမြစ်တွေဆက်လက်တင်သွင်းနေရင်ဒါကသဘောမကျဘူးအဲ့လိုလုပ်နေတာကိုရက်သက်တင့်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။ယူကရိန်းဟာအမေရိကန်လုံ Patriot လေကြောင်းရန်ကာကွယ်စနစ်ကိုလွန်ခဲ့တဲ့တစ်လကအစ်စရီထံကနေလက်ခံရရှိခဲ့တယ်လို့ Zelensky ကစနေနေ့စတေဝါ29ရက်နေ့ကပြောကြားခဲ့ပြီးတော့အစ်စရီကပို့တဲ့ Patriot လေကြောင်းရန်ကာကွယ်စနစ်ကိုယူကရိန်းမှာတုံးနေတာတစ်လလောက်ရှိပြီးစောင်းဦးရတီမှာနောက်ထပ် Patriot စနစ်နှစ်ခုထပ်ရအောင်မှာဖြစ်တယ်လို့သတင်းတောက်တွေကိုပြောကြားခဲ့တယ်လို့သိရပါတယ်။ယူကရိန်းဟာဂျာမနီထံကနေ IRIS-T ဒုံးကျစ်စနစ်နဲ့ Gepard လင်းပြစ်တင်က ပြင်သစ်နဲ့အီတလီတို့ပူးပေါင်းတင်ထွင်ထားတဲ့ Samti ရေရှားဒုံးကြီးစနစ်နဲ့ American လို Patriot ဒုံးကြီးစနစ်တွေပေါင်းပြီးလေကြောင်းအကာအကွယ်စနစ်တစ်ခုကိုတည်ဆောက်နေတာဖြစ်တယ်လို့သိရပါတယ်။ Israel မှာရှိတဲ့ Patriot စနစ်တွေကတစ်ခုကိုမွန်းမံအစ်မြင့်တင်ပြီး Ukraine ကိုလွှဲပြောင်းပေးသွားမှာဖြစ်တယ်လို့ New York Times ကမေလတုန်းကဖော်ပြခဲ့မှုပါတယ်။အဲ့ Israel ကရတဲ့လေကြောင်းအကာအကွယ်စနစ်နဲ့ Germany ဒါမှမဟုတ် Greece ကအခြားစနစ်တစ်ခုလို့နဲ့အတူ Ukraine ကစစ်စုပေါင်း ပက်ထရီယော့ဒုံးကျည်စနစ်၁၀ခုကိုအသုံးပြုသွားနိုင်မဲ့အခြေအနေရှိနေတယ်လို့လေလာသုံးသက်သူတွေရဲ့အချက်လက်တွေကသိရပါတယ်။တချိန်ကစရိတ်ကောင်းငင်ရန်ကိုကာကွယ်တဲ့ဒုံးကျည်စနစ်တွေဟာအခုတော့ယူကရိန်းမြို့ကိုကာကွယ်ဖျက်ချက်ထားတယ်ဆိုပြီးယူကရိန်းနိုင်ငံဆိုင်ရာအစ္စရေးသံတမန်ကြီးမိုက်ကယ်ဘရော့စကီကဂျွန်လာတို့ကတီးပြုထားခဲ့တာရှိပါတယ်။နယ်သာလန်ကာကွယ်ဝင်ကြီးရူဘန်ဘရက်ကမန်ကလည်းသူတို့နိုင်ငံဟာပက်ထရီယော့ဒုံးကျည်အပါအဝင်ဘရက်ကန်လုံလက်နက်တွေကိုပထမဆုံးချိန်ယူကရိန်းကိုပို့ဆောင်မှာဖြစ်တယ်လို့အော့ဂတ်စလာတို့ကကြေညာထားပါတယ်။ Netherlands က Patriots နဲ့အစိပ်ပိုင်းနဲ့ဒုံးကျည်နေပါဝင် Euro 1900တန်ဖိုးရှိတဲ့ Lenastick ကိုပေးပို့မှဖြစ်တယ်လို့ပြောကြားခဲ့ပြီး Ukraine ကအဲ့လိုရရှိတဲ့ပထမဆုံးနေတိုးမာမိတ်ဖြစ်လာမှာဖြစ်တယ်လို့ Brekeman ကလူမှုကွန်ရက်မှာရေးသားထားတယ်လို့လည်းသိရပါတယ်။မိုင်1500အထိတနည်းအားဖြင့် Moscow တိဖြစ်ခတ်နိုင်တဲ့ Tomahawk မဇိုင်းတွေကို Ukraine စီပေးဖို့အသင့်ဖြစ်နေပြီးသမရ Trans ကအမိန့်မဲ့လိုတော့တယ်လို့သူတိယသမရ Vance ကသတင်းထုတ်ပြန်ခဲ့တယ်လို့သိရပါတယ်။ဒါနဲ့ပတ်သက်လို့ရုရှားနိုင်ငံရဲ့ဝန်ကြီး Lavrov ကတော့အမေရိကန်အနေနဲ့ Ukraine ကို Tomahawk မဆိုင်နေထောက်ပံ့ပေးပေမဲ့စစ်ပွဲအခြေအနေကပြောင်းလဲသွားနိုင်မှာမဟုတ်ဘူးလို့ထုတ်ပြန်ခဲ့တယ်လို့လည်းသိရပါတယ်။နောက်တဲ့အကြောင်းအရာတစ်ခုကတော့ American သမ္မတစကားကိုပယ်ချပြီးစစ်စင်ရေးဆက်လုပ်မယ်လို့ပြောပြီး Ukraine ကိုပြင်းပြင်းထန်ထန်တိုက်ခဲ့တဲ့ Russia နဲ့ဆက်ဆက်အခြေအနေတွေတုံ့ပြန်မှုတွေဖြစ်ပါတယ်။ ရုရှားတပ်ဖွဲ့ကတိမ့်ပိုက်ထားတဲ့နေမြေတွေကိုယူကရိန်းစစ်တပ်ကပြန်လည်တိမ့်ပိုက်နိုင်တယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောပြီးတော့နောက်ယူကရိန်းမှာလှုပ်ဆောင်နေတဲ့စစ်စင်ကိုဆက်ပြီးလှုပ်တော်မှာဖြစ်တယ်လို့စက်တင်ဘာ24ရက်နေ့မှာရုရှားဘက်ကပြောကြားခဲ့ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ပြောကြားခဲ့တဲ့စကားကိုပယ်ချခဲ့ပြီးတော့ရုရှားကို စက်ကူကြားဖြစ်ထရန့်ရဲ့ပုံဖော်မှုအပီတရက်အကြာမှာရုရှားကအခုလိုတုံ့ပြန်ခဲ့တာဖြစ်ပါတယ်။ Kremlin ပြောရေးဆိုခွင့်ရရှိသူ Dmitry Peskov ကသူတို့စစ်စင်ရေးကိုတိုင်းပြည်နဲ့ ပစ္စုပန်နဲ့အနာဂတ်အတွက်လှုပ်ဆောင်နေတာဖြစ်တယ်။တိုင်းပြည်ရဲ့ပစ္စုပန်နဲ့အနာဂတ်အတွက်လှုပ်ဆောင်နေတာဖြစ်တယ်။နောင်လာမဲ့မျိုးဆက်ပေါင်းများစွာအတွက်လုပ်နေတာဖြစ်တယ်။ဒါကြောင့်သူတို့မှာအခြားရွှေ့စရာနည်းလမ်းမရှိဘူးလို့အင်တာဗျူးတစ်ခုမှာထုတ်ပေါ်ပြောကြားခဲ့ပါတယ်။ Russia စစ်တပ်ဟာ2024တုန်းကသိမ်းပိုက်ထားတဲ့ Crimea ကျွန်းဆယ်အပွားအပါဝင်ယူကရိန်းနယ်မြေရဲ့၅ဘုံတဘုံဝန်းကျင်ကိုထိန်းချုပ်ထားပြီးတော့စစ်မြေပြင်မှာဆက်လက်တိုက်ခိုက်ချီတက်လျက်ရှိပါတယ်။ဒါကြောင့်မလို့နှစ်ဖက်စစ်တပ်တွေရဲ့ထိခိုက်ဆုံးရှုံးမှုဟာလည်းကြီးမားနေစေဖြစ်တယ်လို့ဆိုပါတယ်။ ရုရှားစစ်တပ်ဟာခီယက်မြို့နဲ့ယူကရိန်းရဲ့အခြားနေရာတွေကိုပြီးခဲ့တဲ့စနေနေ့နေ့နှစ်ရက်တိုက်ခိုက်မှုအတွင်းမှာဒုံးကျည်48စင်းနဲ့ဒရုန်း600လောက်တုံးခဲ့တယ်လို့ယူကရိန်းလေတပ်က ပြောဆိုခဲ့ပါတယ်။အဲဒီနောက်တော့ဥရောပနိုင်ငံတွေကယူကရိန်းပေါ်ရုရှားရဲ့အကြီးစားတိုက်ခိုက်မှုကိုပြစ်တင်ရှုတ်ချခဲ့ပြီးရုရှားပေါ်ဖိအားတုံ့ပြန်ပေးဖို့တောင်းဆိုခဲ့ကြပါတယ်။ရုရှားဘက်ကဒရုန်း965စင်းမဆိုင်48စင်းနဲ့တိုက်ခိုက်လာတဲ့နေရာမှာဒရုန်း968စင်းနဲ့မဆိုင်43စင်းကိုပြစ်ချနိုင်ခဲ့တယ်လို့ယူကရိန်းစစ်ဘက်ကသတင်းထုတ်ပြန်ပါတယ်။ ဆိုလိုမန်စကီခိုင်ကထက်မြင့်ဆောင်ဝင်နေပါဝင် KF မြို့တော်မှာရှိနေတဲ့နေရာ15ခုကျော်ပျက်စီးခဲ့တယ်လို့ KF စစ်ဘက်ဆိုင်ရာအုပ်ချုပ်ရေးကြီးကဲထီမာတချန်ဂိုက Telegram မှာ post ကြီးသားပြောကြားခဲ့ပါတယ်။မော်စကိုကတိုက်ခိုက်မှုတွေဆက်လုပ်ချင်နေတယ်လူသက်ချင်နေတယ်ကမ္ဘာအကြီးဆုံးပြားပင်းမှုတွေရတဲ့နယ်လို့ယူကရိန်းသမ္မတဇလန်စကီကတိုက်ခိုက်မှုတွေအပြီးမှာပြောကြားခဲ့ပါတယ်။ဒီကြောင့်တိုက်ခိုက်မှုများစွာအပြီးမှာဇလန်စကီဟာ NATO ကြီးကဲမက်ဂရူဒီ ဖင်လန်သမ္မတအလက်ဇန္ဒားစတပ်နဲ့နော်ဝေဝန်ကြီးချုပ်ဂျိုနက်ဂါစတိုရီယိုနဲ့အပါအဝင်မဟာမိတ်တွေနဲ့အချင်းချင်းဖုံးပြောဆိုမှုတွေရှိခဲ့တယ်လို့လည်းသိရပါတယ်။တကယ်မို့လို့စစ်ဘက်ပြစ်မှတ်တွေကိုသာထိမှန်ခဲ့တယ်လို့ရုရှားဘက်ကပြောခဲ့တယ်လို့ယူကရိန်းနိုင်ငံရဲ့ဝန်ကြီးဌာနကလည်းလူနေအဆောက်အုံတွေပြင်နှလုံးရောဂါကုသမှုဌာနနဲ့မူကြိုကြောင်းတွေလည်းထိမှန်ခဲ့တယ်လို့ဆိုပါတယ်။ယူကရိန်းမှာမကြတဲ့မိကတိုက်ခိုက်မှုတွေတိုးမြင့်လာပြီးလေပိုင်နဲ့ကျူးကျော်မှုတွေပြုလုပ်ခြင်းဟာယူကရိန်းကိုတိုက်ခိုက်မှုကိုရုရှားသမ္မတဗလာဗီတီယာ ဗလာဒီမီယာပူတင်ကရက်တက်မှာမဟုတ်ဘူးလို့ဖော်ပြချက်ဖြစ်တယ်လို့ဆလန်စကီကဥရောပကိုသတိပေးပြီးနိုင်ပိုင်းကြာမှာအခုလိုတိုက်ခိုက်မှုတွေပြင်းပြင်းထန်ထန်ထပ်မံဖြစ်ပေါ်လာတာဖြစ်ပါတယ်။ဒီတိုက်ခိုက်မှုတွေဖြစ်ပေါ်နေစမှာပိုလန်ဟာသူ့လေပိုင်တဲ့အချို့ကိုတရုတ်နေကခက်တာပိတ်လိုက်ရပြီးတော့တိုက်ရည်လေရင်တွေလည်းအရေးပေါ်ပြန်တက်ခဲ့ရပါတယ်။ပိုလန်ရေဒါကင်းနောက်စနစ်ကိုအမြင့်ဆုံးသတိပေးချက်ထုတ်ပြန်ခဲ့ပြီးပိုလန်စစ်တပ်က X media မှာရေးသားခဲ့ပါတယ်တိုက်ခိုက်မှုပြီးဆုံးတဲ့အချိန်ထိ NATO F35 jet တိုက်လေယာဉ်တွေဟာကောင်းကင်ယံမှာကင်းလှည့်နေခဲ့ပြီးလေပိုင်းနဲ့ကျူးကျော်မှုမရှိဘူးလို့ပိုလန်စစ်တပ်ဘက်ကပြောကြားခဲ့ပါတယ်ပိုလန်ရှိတောင်ပိုင်းလူဘလန်နဲ့ Razakson မြို့တွေအနီးမှာရှိတဲ့လေပိုင်းနဲ့တွေကိုတော့ယာယီပိတ်ထားခဲ့ရတယ်လို့ဆိုပါတယ်ပိုလန်နိုင်ငံရဲ့ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူတူကဒုံးကြီးပိုင်းဆရာတွေက KF မြို့မှာရှိတဲ့ပိုလန်တန်ယုံရဲ့ကောင်စစ်ဝင်ရုံးကိုထိခိုက်ပျက်စီးစေခဲ့တယ်လို့အတည်ပြုခဲ့ပြီးဖင်လန်သမ္မတ အလက်ဇန္ဒားစတပ်ကတော့ဒီတိုက်ခိုက်မှုကိုရက်စက်ကြမ်းကြုတ်မှုလို့ခေါ်ဆိုခဲ့ပြီးဒါဟာရန်လူသူရဲ့တရုတ်မှန်ကိုကဘာကိုပြတာဖြစ်တယ်လို့သူ့လူမှုမီဒီယာမှာရေးသားခဲ့တယ်လို့အခုချိန်ဟာ EU ရဲ့တံခါးပိတ်ဆို့မှုအစီအစဉ်ကိုအတီးပြုတ်ပြီးရုရှားရဲ့စစ်ရန်နရားပေါ်ဖိအားပေးမှုလုပ်ရမယ့်အခြေဖြစ်တယ်လို့ဆိုသွားပါတယ်။ Estonia နိုင်ငံသားဝင်ကြီးကတော့ဒွေဝေတုံဆိုင်နေရာတွေတော်သိပြီလို့လူမှုမီဒီယာမှာရေးသားခဲ့ပြီးတံခါးပိတ်ဆို့မှုတွေကိုအချိန်မြှင့်မှုအခုစစ်ချက်ဖို့နဲ့ဆက်ဆံရေးဖြတ်တောက်ဖို့တောင်းဆိုသွားခဲ့ပါတယ်။ အထူးကျန်စီဖို့ပြေဝလှုပ်ဆောင်သွားရမယ်လို့လည်းဆိုပါတယ်။စနေနေ့ကနယူးယောက်မြို့ကုလသမဂ္ဂထူထူညီလာခံမှာရုရှားနိုင်ငံရဲ့ဝန်ကြီးဆာဂေးလက်ဗရော့ဖ်ကတော့ဥရောပသမဂ္ဂဒါမှမဟုတ်နေတိုးနိုင်ငံတွေကိုတိုက်ခိုက်ဖို့ရည်ရွယ်ချက်မရှိဘူးလို့ပြောကြားသွားခဲ့ပါတယ်။နောက်ထပ်အကြောင်းအရာတစ်ခုကတော့ပြစ်ချလို့မရတဲ့ဒိမက်ကောင်းငင်ရန်က drone တွေရဲ့အကြောင်းပါ။စက်တင်ဘာ29ရက်နေ့ကဒိမက်ရဲတပ်ဖွဲ့ကဒိမက်ရဲ့အကြီးဆုံးလေတဲ့အခြေစိုက်စခန်းမှာအမျိုးမြင့်မသိရတဲ့ drone တွေကိုညက်ဘက်တွေ့ခဲ့ရတယ်လို့ပြောကြားခဲ့ပြီးဒါဟာ စက်တင်ဘာ22ရက်ကစလို့ဒိမတ်နိုင်ငံတော်ဇက်တိုက် drone ပြန်တမ်းမှုတွေထဲမှာနောက်ဆုံးတွေ့ရတဲ့ drone ပြန်တမ်းမှုဖြစ်တယ်လို့ဆိုသွားပါတယ်။ဒိမတ်တောင်ရှိသူတွေကတော့ဒါဟာပေါင်းဆက်တိုက်ခတ်မှု hybrid attack လို့ပြောကြားသွားခဲ့ပါတယ်။စစ်စစ်ပြပြ drone တွေတွေ့မြင်မှုကြောင့် Scandinavian ဒေသတွေနိုင်ငံဒိမတ်တခွင်မှာလေဆိပ်အချို့ချက်ချင်းပိတ်ခဲ့ရတယ်လို့ဆိုပါတယ်။တောင်ကြရေးဖြစ်တဲ့ Simon Stager က AFP သတင်းဌာနကိုပြောတဲ့နေရာမှာတော့ ဒရုန်းတွေကိုစက်တင်ဘာ26ည8:15လောက်မှာတွေ့ရတာလို့အတည်ပြုနိုင်ပါတယ်။ပြတ်တမ်းမှုဟာဒိုင်နေငယ်ကြပါတယ်။လေတဲ့ခြေဆိုင်စခန်းရဲ့အပြင်ဘက်နဲ့အပေါ်ရံမှာဒရုန်းတစ်စင်းကနေ2စင်းအထိတွေ့ခဲ့တာလို့ဆိုသွားပါတယ်။ Cub စစ်ခြေဆိုင်စခန်းမှာတွေ့မြင်ခဲ့ရတဲ့အဲ့ဒရုန်းတွေဟာဘယ်ကလာတယ်ဆိုတာကိုရဲတပ်ဖွဲ့ကမှတ်ချက်မပေးနိုင်တယ်လို့ဒရုန်းတွေကိုပြစ်ချလို့လည်းမရနိုင်ဘူးလို့ဆိုသွားပါတယ်။ဒီဖြစ်စဉ်ဖြစ်ပေါ်ပြီးတဲ့နောက်ပိုင်းနေတို့ပြောရေးဆိုခွင့်ရှိသူမာတင်အိုဒေါ်နယ်က နေတိုးကဘောလ်တစ်ဒေသမှာတတိထားစောင့်ကြည့်မှုကိုတိုးမြင့်ပြီးတတိထားစောင့်ကြည့်မှုတိုးလိုက်တဲ့အစီအမံတွေထဲမှာအရေးကြီးတဲ့စေတီတင်စောင့်ကြည့်တာတွေ၊ Kintop Platform တွေ၊ရုရှားနောက်ပိုင်းနဲ့ဆက်ဆက်ဒေသမှာအနည်းဆုံး၄ချောင်းရန်ကာကွယ် Free Gate စစ်သင်္ဘောတွေရှိနေတာမျိုးတွေပါဝင်တယ်လို့သတင်းစာရှင်းလင်းပွဲမှာပြောကြားသွားခဲ့တယ်လို့သိရပါတယ်။ Drone ဖြစ်ရတဲ့ဇက်လင်းပြီးတော့နေတိုးထိတ်တဲတာဝန်ရှိသူတွေဒိမတ်ခေါင်းဆောင်တွေနဲ့အဆက်မပြတ်အဆက်အသွယ်ရှိနေတယ်လို့ Ordnance ကပြောကြားခဲ့ပြီးတော့ဒီဖြစ်ရဟာ ရုရှားပါဝင်ပတ်သက်နိုင်ပွဲရာရှိတယ်လို့ဒိမတ်ဘက်ကအရေးမွပြောကြားထားပါတယ်အခုဒလောင်းဖြစ်ပေါ်နေတဲ့ drone တွေနေတိုးနိုင်ငံချုပ်ကိုကျူးကျော်ဝင်ရောက်မှုရဲ့နောက်ွယ်မှာရုရှားရှိနေတယ်ဆိုတဲ့ပြောဆိုမှုတွေကိုစက်တင်ဘာ25မှာရုရှားကပယ်ချခဲ့ပါတယ်ရုရှားနိုင်ငံရဲ့ဝန်ကြီးဆာဂေးလက်ဗရော့ဖ်ကနေတိုးဟာကိုယ်နိုင်ငံကိုကျူးကျော်ကြောင်ပြတ်တာလာမယ်ဆိုရင်တိကျပြတ်သားတဲ့တုံ့ပြန်မှုကိုရင်ဆိုင်ရမယ်အနေနဲ့ရှိနေတယ်လို့ပြောကြားသွားခဲ့ပါတယ် ောက်ထပ်အကြောင်းအရာတစ်ခုကတော့ရုရှားရဲ့စစ်လက်နက်ထုတ်လွှတ်မှုနဲ့ယူကရိန်းဥရောပတို့ရဲ့ထုတ်လွှတ်မှုအခြေအနေတွေပါ Kia Institute ရဲ့ထုတ်ပြန်ချက်မှာရုရှားကစစ်လက်နက်ပစ္စည်းထုတ်လွှတ်မှုကဏ္ဍမှာ၃နှစ်ကျော်ကြီးကျယ်ရင်းနှီး၃နှစ်ကျော်ကြီးကျယ်ရင်းနှီးမြုပ်နှံပြီးတဲ့နောက်ယူကရိန်းစစ်ပွဲမှာလိုအပ်တဲ့ပမာဏထက်ပိုမိုထုတ်လွှတ်နိုင်နေတဲ့အခြေအနေတွေရှိနေတယ်လို့ဖော်ပြလာပါတယ်ယူကရိန်းစစ်ပွဲနောက်ပိုင်းအဓိကလက်နက်မျိုးစားတွေဖြစ်တဲ့တင့်ကားတွေစစ်သုံးရင်တွေအမြောက်တွေနဲ့ drone တွေထုတ်လွှတ်မှုဟာ နှစ်ရာရာဂိုင်းနှုန်းနဲ့အထက်ထိမြင့်တက်လာခဲ့ပြီးတော့2023မှာတန်ချက်ကရင်အစည်းအဝေး400ခန့်ထုတ်လုပ်ဖို့စီစဉ်ထားပေမဲ့အခုဆိုရင်ဒီပမာဒတဲ့10ဆထုတ်လုပ်ဆောင်ရွက်လာတယ်လို့ဆိုနေပါတယ်။ယူကရိန်းစစ်ပွဲကိုဆင်နွှဲဖို့ရမငွေရစီတဲ့ရုရှားရဲ့ဘတ်ဂျက်ရလန်းကိုဖျက်တောက်တဲ့ရည်ရွယ်ချက်ဟာအောင်မြင်မှုမရှိဘူးဆိုတာကိုဒီပြရုပ်ကဖော်ပြနေတာလို့ဆိုပါတယ်။ရုရှားက2022နောက်ပိုင်းကစလို့နှစ်စဉ်ထုတ်လုပ်မှုရည်အတွက်ကပင်မတိုက်ပွဲဝင်တင်က1986စီး တပွဲဝင်တန်ကျက်ကာရင်6564စီရင်တင်ဟော်ဝဇာအမြောက်682လက်ပါဝင်ပြီးတော့လာစဉ်တင်ကအစီရေ150နဲ့တန်ကျက်ကာရင်အစီရေ950ထုတ်နေတယ်လို့ဆိုပါတယ်ပြည်တွင်းတက်တင်ထုတ်ကုန်တန်ဖိုး GDP ရဲ့900ရာခိုင်နှုန်းရှိတဲ့ကာကွယ်အသုံးစေးကြောင့်နေ့စဉ်လက်နက်ကြီးကြီးထုတ်လုပ်မှုအရေးအတွက်က1000ဒီရောက်ရှိလာတယ်လို့ဝယ်ယူနိုင်စမ်းရဒီကာကွယ်အသုံးစေးဟာဥရောပသမဂ္ဂနဲ့ဗြိတိန်နှစ်ခုပေါင်းရအသုံးစေးနဲ့ရှင်းနိုင်တယ်လို့ဆိုထားပါတယ်ဥရောပရဲ့လက်နက်တူလောင်ထားနိုင်မှုကကြတော့စေအခေနောက်ပိုင်းမှာကျဆင်းသွားတယ် လက်နက်ဝယ်မှုမြင့်တက်လာပြီးမဲ့တိတိတတ်တာပြန်ပြီးဖြစ်တင်းနိုင်ခြင်းမရှိဘူးလို့ဆိုသွားပါတယ်။လက်ရှိနှစ်စဉ်ထုတ်လုပ်မှုနှုန်းကတော့ရုရှားတဲ့များစွာညွန်နေနေတယ်လို့သိရပါတယ်။နှစ်စဉ်တင်ကားစီး90 IFVS 214စီးဟိုဝါစာ202လက်ထုတ်နိုင်ပြီးလက်နက်ကြီးကြီးထုတ်လုပ်မှုက2029မှာ1.95တန်းတိရောက်ရှိပြီးအမေရိကန်ကိုကျော်တက်သွားပြီးမဲ့ရုရှားနဲ့သူ့ရဲ့မဟာမိတ်တွေထုတ်လုပ်မှုတဲ့ညွန်နေနေအောင်မှာဖြစ်တယ်လို့ဆိုပါတယ်။ယူကရိန်းကတော့သူ့ရဲ့မဟာမိတ်တွေစီကပြည်ပရန်မုံငွေပေါ်ကိုပဲမှီခိုနေရပြီးတော့ အပြည့်အစုံမှုရမရပေါ်မူတည်ပြီး2025မှာယူကရိန်းအတွက်ဒေါ်လာ10ဘီလီယံကနေ19ဘီလီယံထိလိုအပ်နေပြီးတော့လာမယ့်နှစ်ဘတ်ဂျက်မှာကွာဟချက်ကဒေါ်လာ65ဘီလီယံထိရောက်နိုင်တယ်လို့ IMF ကဆိုထားပါတယ်။ trend တက်လာပြီးနောက်ပိုင်းအမေရိကန်ကယူကရိန်းကိုငွေကြေးမထောက်ပံ့တော့ဘဲနဲ့အဲ့ဒီငွေကြေးတွေအားလုံးကဥရောပမဟာမိတ်တွေထံကပဲရရှိမှာဖြစ်ပါတယ်။စစ်ပွဲတော့မဟာမိတ်တွေကပုံပြီးပံ့ပိုးပေးခြင်းမရှိလို့ရှိရင်တော့ယူကရိန်းဟာ အကြီးဆုံးစီးပွားရေးပြိုလဲမှုနဲ့ရင်ဆိုင်ရနိုင်တယ်လို့ IMF ကစက်တင်ဘာ12ရက်နေ့တုန်းကထုတ်ပြန်ထားတာရှိပါတယ်။ယူကရိန်းကလည်းနောက်တိုင်းမဟာမိတ်တွေရဲ့အကူအညီနဲ့ပြည်တွင်းကာကွယ်ရေးကဏ္ဍမှာအကြီးကျယ်ရင်းနှီးမြုပ်နှံပြီးတော့လူအချက်အားလုံးရဲ့60ရာခိုင်နှုန်းကိုပြည်တွင်းစစ်အုပ်တွေကလည်းရနေပြီဖြစ်တယ်။နှစ်ဆပိုင်းတုန်းက40ရာခိုင်နှုန်းသာရတာဖြစ်တယ်လို့တမရဇလန်စကီးကဒီလအစောပိုင်းမှာတုန်းကပြောကြားထားတာရှိပါတယ်။အခုချိန်မှာတော့ကိုယ်ပိုင် Flamingo Cruise ဒုံးကျည်တွေပါစတင်ထုတ်လုပ်နိုင်နေတဲ့အခြေအနေရှိပါတယ်။ စပွဲဆာမှာတော့ကရုရှားကထောင်ထဲချီတဲ့အီရန်နိုင်ငံထုတ် Shahed drone တွေကိုတင်သွင်းခဲ့ရပြီမြဲအခုတော့ Shahed 136 drone design ကိုခြေခံပြီးတော့ Kiran 2တက်ခိုက် drone တွေထုတ်လုပ်ဖို့စက်အုပ်တွေတိစောက်ပြီးတော့2023မှာ drone စင်ရေ3400ခန့်ကဦးတင်သွင်းခဲ့ရပြီမြဲလွန်ခဲ့တဲ့နှစ်မှာ drone စင်ရေ1.5တဒသမ5တန်းထုတ်လုပ်နိုင်ခဲ့ပြီးတော့ဒါဟာ20တိုးလာနိုင်ချေရှိနေတဲ့အခြေအနေတွေဖြစ်ပါတယ်ယူကရိန်းက2024မှာ drone စင်ရေ2တန်းခန့်ထုတ်လုပ်ခဲ့ပြီးတော့ ိုးချက်ထုတ်လုပ်ဖို့ရန်မုံငွေရလို့ရှိရင်၄သန်းထိတိုးမြင့်နိုင်မယ့်အခြေအနေရှိတယ်လို့ဆိုပါရယ်။ယူကရိန်းမှာ drone ထုတ်လုပ်ရင်း60ရာခိုင်နှုန်းကရင်းနှီးမြှုပ်နှံမှုမရှိတာကြောင့်ရန်နာထားရတယ်လို့ဇလန်စကီးကပြီးခဲ့တဲ့သတင်းပတ်တုန်းကပြောကြားထားခဲ့ပါရယ်။ရုရှားလက်နက်ထုတ်လုပ်မှုပိုရှန်လာရခြင်းဟာနိုင်ငံတကာလက်နက်ဈေးကွက်ကိုသူ့အနေနဲ့ပြန်လည်ဝင်ရောက်လာပြီးတော့လက်နက်တင်ပို့မှုတွေစတင်မှုပြန်ပြီးရည်ရွယ်ထားတာဖြစ်ကြောင်းပြသနေတယ်လို့ခန့်မှန်းကြပါရယ်။ လက်နက်တမှုမှုကရုရှားအတွက်အဓိကဝင်ငွေရလန်းတစ်ခုဖြစ်ပါတယ်ရုရှားသမ္မတဗလာဒီမီယာပူတင်က S400 မြေပြင်ကဝင်ပစ်ကာကွယ်စနစ်လိုစနစ်နဲ့ပစ္စည်းတွေရောင်းချဖို့အိန္ဒိယနဲ့ဆွေးနွေးမှုတွေပြုလုပ်နေပြီးတော့အိန္ဒိယတရုတ်အရှေ့လယ်ပိုင်းနဲ့အာဖရိကနိုင်ငံတကာလက်နက်ပြပွဲတွေမှာပြန်လည်ပါဝင်လာတယ်လို့ Bloomberg ကဖော်ပြထားပါတယ်ပြည်ပလက်နက်တင်ပို့မှုရဲ့85%ကိုထိန်းချုပ်ထားတဲ့နိုင်ငံပိုင်လက်နက်တင်ပို့ရေးကုမ္ပဏီ Rosod Boron Expo ဟာ value အမြင့်တက်လာမှုကြောင့်သူ့ရဲ့ပြည်ပအမှားစာတွေဟာဒေါ်လာ60ဘီလီယံဘိုးဒီစံချိန်တင်မြင့်တက်ခဲ့တယ်လို့ဆိုပါတယ်။ဒါဟာပူတင်ကသူ့ရဲ့ထိတ်တန့်စီးပွားရေးချန်ပီယံအရာရှိ Andre Belousov ကိုကာဝေးဝင်ကြီးဖြစ်ခတ်အပ်ခဲ့တာရဲ့အကျိုးရလဒ်တစ်ခုလို့လည်းခံမှန်းနေကြပါတယ်။ Andre ကစီးရေးတွေ့ကြုံမရှိပေမဲ့ရုရှားစီးပွားရေးစီမံခန့်ခွဲမှုမှာပူတင်ရဲ့ထိတ်တန့်အချက်ပေးဖြစ်ပါတယ်။သူကစစ်ဘက်ရပ်ဘက်နှမျိုးသုံးပစ္စည်းတွေထုတ်လုပ်မှုပေါ်ကိုပုံပြီးအာယုံစိုက်လာတယ်လို့ဆိုပါတယ်။ င်းနှမြမှုရဲ့နောက်ဆုံးအကြောင်းအရာဖြစ်ပါတယ်အဲဒါကရုရှားသမ္မတကအမေရိကန်သမ္မတနဲ့မော်စကိုမှာတွေ့ဖို့အသင့်ရှိနေတယ်ဆိုတဲ့အခြေအနေပါရုရှားဆိုရအဖွဲ့ပြောရေးဆိုခွင့်ရှိသူဒမီထရီဘက်ကော့ဖ်ကရုရှားသမ္မတဗလာဒီမီယာပူတင်ဟာအမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ရုရှားနိုင်ငံမြို့တော်မော်စကိုမှာတွေ့ဆုံဆွေးနွေးဖို့ဆန္ဒရှိတယ်ဒါပေမဲ့အမေရိကန်ဘက်ကဆုံးဖြတ်ဖို့ကြံ့နေဆိုပြီးစက်တဘာ28ရက်နေ့မှာပြောကြားခဲ့ပါတယ်။ပူတင်ကထရန့်ကိုဖိတ်ကြားမှုဟာဇွဲဝိုင်းပေါ်မှာဆက်လက်ရှိနေစေဖြစ်တယ်လို့ ရုရှားသတင်းအေဂျင်စီ Tax ကို Peskov ကပြောကြားခဲ့ပြီးအရာအတိုင်းမှာ Trump ဆုံးဖြတ်ချက်ပေါ်မှာပဲမူတည်နေတယ်လို့ဆိုသွားပါတယ်။ August လအတွင်းတုန်းက Alaska မှာ Trump နဲ့တွေ့ဆုံခဲ့စဉ်ကသူတို့ရဲ့နောက်ကျင်ဆွေးနွေးမှုကို Moscow မှာပြုလုပ်ဖို့ Putin ကအဆိုပြုခဲ့တာဖြစ်ပါတယ်။ American သမ္မတ Donald Trump ကသူ့အနေနဲ့ဝေဖန်ခံမှုတွေကြုံလာနိုင်ပေမဲ့လည်း Russia သမ္မတ Vladimir Putin ကို Moscow မှာတွေ့ဖို့အဆိုပြုချက်ဟာဖြစ်ကောင်းဖြစ်လာနိုင်တယ်လို့ပြောခဲ့ဘူးတယ်လို့သိရပါတယ်။ဟုတ်ကဲ့ကျွန်တော်တို့ဒီနေ့ ရုရှားယူကရိန်းရေးမျှဝေခြင်းကတော့ဒီမျှပဲဖြစ်ပါတယ်ဗျကျွန်တော်မျှဝေမှုကိုနှဆိုင်ပေးနေတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ